ချီလင်တက်တွေရဲ့တိုက်ဆွမ်းရည်ရာကြနေပြီမဲ့သူတို့ရဲ့ထောက်လန်းရေးစက်ဝန်ကအခုချိန်ထိကောင်းမွန်စွာလေပတ်နေတုန်းရှိတယ်လို့ကျွန်တော်တို့ခံမှန်းတွက်ချက်သုံးသပ်ရတယ်ပေါ့နော်စစ်ကောင်စီဟာတက်တွင်းမှာစနစ်တကျလေ့ကျင့်သဏ္ဍာန်ပေးထားတဲ့သတင်းပေးတရှိုးတွေကိုဒေါ်လာရေးတက်ဖွဲ့တွေအတွင်းစေလွတ်ထောက်လန်းမှုတွေရှိနေရလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကထုတ်ဖော်အတည်ပြုလိုက်ပါတယ်။ဒီသတင်းပေးတရှိုတွေဟာတော်လိုင်းတက်တွေရှိရာတက်ဖွဲ့တရင်တွင်စီကိုပုံစံမျိုးမျိုးနဲ့ဝင်ရောက်လာကြပြီးစစ်စေးတွေ့ရှိချက်အရအများစုဟာတက်20ဝင်းကျင်အမျိုးသားမျိုးသမီးတွေဖြစ်တယ်လို့မလ29ရက်နေ့ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာဆိုထားပါဗျ။ အဲဒီကျွန်တော်တို့ကြေညာချက်ထုတ်ပြန်ခဲ့တာဟာကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေအနေနဲ့အဲဒုတိယပြင်ဆင်မှုတွေလုံခြုံရေးစီမံတွေဆက်မနိုင်အောင်ရည်ရွယ်ပြီးတော့အော်ဒီကြေညာခဲ့တာဖြစ်တယ်ဒီစစ်ကောင်စီဘက်ကဒီတက်ဖွဲ့ကိုစွန့်ခွာခဲ့တဲ့လူတွေကိုအုံချပြီးတော့ဗောနော်ဒီတရင်ပြန်လာခဲ့တဲ့အဲလုပ်ငန်းတွေကြောင့်ပေါ့ကျွန်တော်တို့ဟိုဒီထိတ်ချုပ်ဆုံးမနေမြေတိုင်းမှာဒီကြောင့်တက်ခဲ့မှုတွေအေးဒီလိုခံရတယ်ရှိခဲ့တယ်ဒီလေကြောင်းတက်ခတ်ခံမှုတွေအကြောင်းကိုဟို အယတားဖြစ်သူတွေပြည့်မဲ့ဖြစ်သူတွေဒီအထိကအဲဒီဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ဒီတရင်ပေးတွေဟာဒေါ်လိုင်းတက်တွေအတွင်းတရင်ချက်လက်တင်နေရာတွေရယူတာဒေါ်လိုင်းအင်အားစုတွေအကြာစည်းလုံးမှုပြိုကွဲစေမဲ့လုပ်ငန်းစဉ်တွေလှုပ်ဆောင်တာတက်ပြေးမှုဖြစ်အောင်လှုံ့ဆော်တာနဲ့တက်သားတွေရဲ့ကိုရေးကိုရာချက်လက်တွေကိုမင်းမြန်တောင်းဆိုတာတွေအပါအဝင်ဤလမ်းမျိုးစုံနဲ့တရင်ရရှိဖို့လှုံ့ဆော်နေတာလို့သိရပါဗျာ သူတို့အနေနဲ့ဘလော့ဒီဆိုလဲဆိုကျွန်တော်တို့အသက်အနေနဲ့ဒီကျွန်တော်တို့ရဲ့ဒီတော်လိုင်းရဲ့ရဲဘော်တွေရဲ့အသက်အနေနဲ့ဒီကိုထိခိုက်လာနိုင်တဲ့အနေအထားတွေဆိုတော့ဗောနော်အထူးသဖြင့်ဒါလိဝက်သတင်းပေါက်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့အော်ကျွန်တော်တို့ရဲ့အဓိကအတွင်းချက်ချက်ကြတဲ့အတွင်းသတင်းတွေဒီဟိုကလှုပ်ဆောင်ရမယ့်လှုပ်ဆောင်ချက်တွေပါထိခိုက်မှုတွေရှိလာတာဗောနော် ကျွန်တော်တို့ information တခုကိုပေးရတော့မယ်ပေးမယ်လေဆိုဒီလူတယောက်ကဘယ်လိုလူမျိုးလဲဆိုတာတရားစီစစ်ဖို့တော့လိုရလာပြီဘူးတော့ကျွန်တော်တင်နေပြဟိုလူကြီးဆိုတိုင်းကိုယ်တည်းကလူဆိုတိုင်းကျွန်တော်တို့ယုံကြည်လို့ရတဲ့အနေဒါမဟုတ်တော့ဆိုတဲ့အနေဒါမျိုးလိုဖြစ်လာတယ်ဆိုတော့ကျွန်တော်ထင်တယ်ဒီသတင်းပေးတွေဟာသတင်းချက်လက်တွေကိုပုံစံအမျိုးမျိုးနဲ့ရယူစုဆောင်းပြီးတဲ့နောက်မှာတပ်ပြေးတွေဖြစ်တဲ့တပ်ဖွဲ့ကိုစွန့်ခွာသွားကြတယ်လို့လဲဆိုပါရယ် ဒီသူတွေကိုစစ်ကောင်စီတပ်ဖွဲ့ကအရာရှိတွေကကြိုးကင်နေပြီးအနိကလန်းညုံမှုတွေလှုပ်ဆောင်နေတာကိုစစ်စစ်တွေးရှိရတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်စစ်စစ်လုံခြုံရေးအင်မလမအရေးကြီးတယ်တတီတွေတက်စကန်နေရာတွေအရေးကြီးနေရာတွေစီဝေးလုပ်တဲ့နေရာတွေအဲတက်စကန်ချရတဲ့နေရာတွေတတီတွေမပေါက်ဘူးကအင်မလမအရေးကြီးတယ်ဒါအသက်ပဲဟိုဘောနော်လုံခြုံရေးကြိုးပမ်းမှုဟာအဲခေါင်းဆောင်မှတာဝန်ရှိသူတွေအစစ်အစစ်ကြားမှာ အော်ဘောနော်တင်းင်းတစ်ဖွဲ့တွေမှာခေါင်းဆောင်တွေစင့်နေကြမှာညီညွတ်စွာကုကဲအုပ်ချုပ်မှုမှန်ကန်စွာကုကဲအုပ်ချုပ်မှုဟိုလုံခြုံရေးပိုင်းဆိုင်ရာအော်တင်းတိကျစင်ငယ်စင်ငယ်ဒိုင်းနာကြီးကြဲမှုကခရအကြဆုံးဖြစ်တယ်ဗောနော် MDYPDF ရဲ့ထုတ်ပြန်ချက်အရဒီသတင်းပေးတရှိုးတွေဟာတပြေးတပ်ဖွဲ့ဝင်တွေကနေတဆင့်တော်လိုင်းတပ်ဖွဲ့တွေကိုပုံစံအမျိုးမျိုးနဲ့သတင်းချက်လက်တွေရယူလာပြီးပြုတ်လုပ်နေတယ်လို့သိရပါဗျ။ ပစ္စည်းနဲ့မုတ်ပူပေးမယ်လို့ဆိုကတင်းနေရထောက်လန်းစုံစမ်းနော်တပ်ဖွဲ့ဝင်မျိုးသမီးတွေရဲ့အကောင့်တူတွေဖန်နေပြီးဆက်သွယ်ချိတ်ဆက်သတင်းချက်လက်ရယူတာတပ်ဖွဲ့ဝင်တွေရဲ့သမီးရေးစားပုံစံချင်းကပ်သတင်းယူတာတွေပြုလုပ်နေတယ်လို့လည်းဆိုထားပါတယ်ဒါအပြင်တပ်ပြေးရဲဘော်တွေအနေနဲ့တပ်ဖွဲ့ဝင်တွေထံကိုလည်းပက်လာရောက်မယ်လို့လိန်လဲပြီးတင်းနေရထောက်လန်းစုံစမ်းနော်စေကူတောင်းမှုခံနေတဲ့ရဲဘော်တွေကိုလူနာမင်းမယ်လို့ဆိုပြီး ဈေးရုံတင်နေရတွေရယူတာနဲ့တရင်သစ်ဖွဲ့စည်းထားတယ်လို့လိမ့်လဲပြီးတပြောင်းရွှေ့ဖို့စီယုံလှုံစော်ထောင်ကျောက်စင်ဖမ်းဆီးရတွေပါဝင်တယ်လို့လည်းအိတ်ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။ဒါအပြင်စစ်ကောင်စီရဲ့တချို့သတင်းပေးတွေကြောင့်တင်နေရတိကျတဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေဟာအခြားသောတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေမျိုးတွေမှာလည်းများစွာရှိနေတယ်လို့ MDY PDF ကဆိုပါတယ်။ အဲကျွန်တော် MD1 PDF ကိုစစ်ကောင်စီဘက်ကဒီလုပ်ငန်းထောင်လာခဲ့တယ်ပေါ့နော်အလားတူပုံစံမျိုးကအခြားသောတွန်လိုင်းတက်ခွဲတွေမှာလည်းလက်ရှိလှုပ်ဆောင်နေတာသို့မဟုတ်လှုပ်ဆောင်လာနေတဲ့အနေအထားမျိုးတွေရှိပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒီလက်ရှိကျွန်တော်တို့ဖော်ထုတ်တွေ့ရှိခဲ့တဲ့ဒီတွေ့ရှိချက်တွေစစ်ကောင်စီရဲ့အဲဒီဆောင်ငန်းထောင်လာမှုရန်ရာတွေကိုကျွန်တော်တို့ကထုတ်ပြန်ကြေညာပြီးတော့တွန်လိုင်းတက်ခွဲတွေဘက်ကတူတင်ကာကွယ်နိုင်မှုပေါ့နော်လုံခြုံရေးအစီအမံတွေချမှတ်နိုင်ဖို့အရေးယူပြီးကျွန်တော်တို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ီသတင်းပေးတွေကြောင့်တိကျတဲ့ပြစ်မှတ်နဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးဆစ်ဆောင်စခန်းစာတင်ကြောင်းဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့တော်လိုင်းအင်အားစုတွေရဲ့ဌာနဆိုင်ရာယုံတွေလေ့ကျင့်ရေးစခန်းတွေအထိပျက်စီးဆုံးရှုံးမှုတွေရှိခဲ့သလိုဒီဖြစ်စဉ်တွေအတွင်းမှာအရက်သားတွေထိခိုက်ဒဏ်ရာရသေဆုံးမှုတွေများစွာရှိခဲ့တယ်လို့လည်းတော်လိုင်းအင်အားစုတွေကဆိုပါတယ်တဲ့ပင်ပြည်ရှိလို့ပဲပေါ့နော်ဟိုပြီးကြတဲ့ဒီ ဟိုပြင်မှတ်တွေပေါ့နော်သူဖြစ်ဟိုဆေးရှောင်းစကန်တွေစာတင်ကြောင်းတွေနောက်ပြီးတော့ပါတာရေးဆောက်ဦးစာတင်ပြပေါ့နော်အဲ့လိုကြီးကြတဲ့ပြင်မှတ်တွေနောက်ပြီးတော့မှဒီအခု solution ဒီအချို့ရေးဆိုင်ရာဟိုစူပောင်းဂိတ်တွေနောက်ပြီးတော့မှဒီချို့ပေါ့နော်ဒီအချို့ရေးနဲ့ပတ်သက်တဲ့အဲ့တော့ကလည်းပတ်သက်တဲ့နေရာမျိုးတွေကိုပုံကျတာတွေကိုတို့တွေ့လာရတယ်ပေါ့နော်အဲ့ဒါတွေကဆက် ဲ့ဒါတွေကအဓိကပေါ့နော်ဒီစစ်ကောင်စီဖက်ကနေတည်င်းပေးမှုစနစ်ကျတဲ့အတွက်ဒီလိုပေါ့နော်ပြကျတဲ့ပြစ်မှတ်တွေကိုစစ်ကောင်စီဖက်ကဟိုဒီကြောင့်တိုက်ခိုက်မှုတွေနဲ့လှုပ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီလိုသူကလည်းဒါအများကြီးစိုးရိမ်မှုတွေရှိလာတယ်ဒီဖြစ်ဒီနေ့စဉ်လှုပ်ရှားပေါ်လာရတဲ့အခြေအနေမျိုးမှာပေါ့နော်ဒီဒီကြောင်းရံရောနော်ဒီလိုတဲ့စီရံတွေ ငယ်နဆူနေရတဲ့အနေအားမျိုးဖြစ်တဲ့အတွက်ဒီလိုတင်ပေးတွေရဲ့ပြီးကြတဲ့တင်ပေးမှုတွေကိုဟို first site တွေ့လာတဲ့အခြေအနေမျိုးမှာပြည်သူတွေကတော့ဒါသူဆိုးနေတာမျိုးတွေရှိတာပေါ့နော်အနာသိမ့်မှုကြောင့်စီရင်နိုင်ငံရေးကြက်တဲစိုက်နေတဲ့စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ2024ခုနှစ်နိုဝင်ဘာလတုန်းကလည်းသူ့ရဲ့တရုတ်ခီးစဉ်မတိုင်ခင်မှာရှေပြေးဖြစ်စစ်ထောက်လိုင်းဟောင်းတွင်နဲ့ဖွဲ့စည်းထားတဲ့ ပါရဂွန်အင်စတီကျူအဖွဲ့ကိုဆီလွတ်ခဲ့ပါတယ်။အဲ့ဒီတုန်းကပါရဂွန်အင်စတီကျူအဖွဲ့မှာဘုံမှုချုပ်ဟောင်းလဲဖြစ်ပါရဂွန်အင်စတီကျူရဲ့မြန်မာနိုင်ငံမူဝါဒရေးရာအကြံပေးအဖွဲ့ရဲ့ဥက္ကဋ္ဌလဲဖြစ်တဲ့ဦးသိန်းဆွေဘုံမှုကြီးဟောင်းလဲဖြစ်အထူးအကြံပေးပုဂ္ဂိုလ်လဲဖြစ်တဲ့ဦးလာမင်းတို့ပေါ်ထွက်လာတာဖြစ်ပါတယ်။အချိန်ကတိုက်ခန့်နိုင်ငံရေးသမားတွေကိုနှိတ်ကိုရာမှာ နမယ်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ ထောက်လန်းရေးရန်တရားတွေကသူတွေကို ပြန်တုံးလာတာဟာ ဒေါ်လာရင်းကိုနှိပ်ကုပ်ဖို့ဖြစ်လိမ့်မယ်လို့နိုင်ငံရေးကဲခတ်တွေကထောက်ပြခဲ့ပူပါရယ်။လက်ရှိမှာလဲစစ်ကောင်စီဟာတနိုင်ငံလုံးအတိုင်းတာနဲ့စီးရင်မှာအဆိုးအဝါဆုံးရှုံးနေနေတာကြောင့်ဒေါ်လာရင်းအင်အားစုတွေကိုစီးရင်နည်းနဲ့သာမကဘဲစနစ်တကျလေ့ကျင့်တနံပေးထားတဲ့ဒီသတင်းပိတ်တရှိုးတွေနဲ့ဖြိုပြတ်ဖို့ပုံမှုအသုံးပြုလာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါရယ်။ ကိုအောက်ကြတာတနက်ကိုအောက်ကြတာတနက်ကိုအောက်ကြတာဘာမှမလုပ်ဘာမှမလုပ်တက်မှာတော့ထောင်ရင်းရန်ရကအရင်ထဲကအကောင်းခဲ့ပြီးသားပါတက်တွင်းကယုံဌာနအဆင့်ဆင့်မှာကစားလို့ဒီရက်ဖက်ပေါ်လေဒီလိုဌာနဆိုင်ရာယုံတွေကနေစစ်ဘက်ဆိုင်ရာအထိမှာထောင်ရင်းစနစ်ကကောင်းကောင်းနဲ့လေပတ်နေတယ်ဆိုတော့အခြားဘက်မှာလည်းရှိပါတယ်အောက်ခြေကနေဌာနဆိုင်ရာယုံတွေအထိတွေမှာစစ်တပ်ကထောင်ရင်းတည်င်းပေးတွေရှိတယ်ဆိုတာသိရတယ်ဒါကလည်းအခုမှမဟုတ်ဘူးလေ ်အရင်တည်းကဒီလိုပဲဒီမှာနီးပညာအရစုံစမ်းထောက်လန်းတဲ့ system နဲ့ကိုရဲလို့ပြောလို့ရတဲ့အဆင့်ဆင့်သတင်းပေးပို့တဲ့စနစ်အဲ့ဒီလို system နဲ့သွားတယ်စစ်တပ်မှာယာရူးကြီးတဲ့ပုံမှုကြီးတွေကနေအရေးကြီးရင်ကြီးတယ်လို့သတင်းရရှိမှုပေါ်မှာအဆင့်ဆင့်ကုတ်ခဲ့ကြရတာပေါ့တဖက်မှာလည်းစစ်ကောင်စီရဲ့စစ်မှုထံဥပဒေကြောင့်လူငယ်တွေဟာအတင်းအကြပ်မှာစိတ်အားစုဆောင်ခံနေရတာဖြစ်ပြီးဒီလိုအခြေအနေတွေကိုတင်းရှောင်ဖို့ PDF တွေဝင်လာတဲ့သူတွေစစ်တပ်ဘက်ကလက်နက်ချဝင်ရောက်လာတဲ့သူတွေဟာလည်းများစွာရှိနေတာဖြစ်ပါတယ်။ဒါကြောင့်တရှိုးနေကိုကာကွယ်ဖို့အတွက်တော်လိုင်းအင်အားစုတွေအနေနဲ့တပ်တွင်းမှလုံခြုံရေးစီမံဥပဒေတွေကိုစနစ်တကျချမှတ်ပြီးတပ်တွင်းလုံခြုံရေးစီမံတွေကိုအသေးချာပြုလုပ်ကြဖို့အရေးကြီးတယ်လို့လည်း MDY PDF ကတိုက်တွန်းထားပါတယ်။